မင်္ဂလာမျိုးရဲ့ Emoji YouTube Channel ကိုကြိုဆိုင်ပါရယ်ဒီရီတိဆက်ပေးမဲ့တဲ့ရင်ကဟွန်ဂျီတပါ YPS ကားပေါ်မှာမူရရန်ကားနေလို့ဒီကားမောင်းတဲ့ driver ကကားပေါ်ကနေဆွဲချတဲ့တဲ့ရင်ကိုတိဆက်ပေးမှဖြစ်ပါရယ်ဒီပြူဖိုင်နဲ့မှဆိုရင်တော့ပြည့်စုံပါပါရယ်အခုတော့ဒီဖုန်ကြီးအတူတွေကလည်းတော်လေးမှပေါင်းမြလာပြီဗျာပြေကုန်စီတော်ရဲ့အရှိမုံမှာဆိုရင် ဖုန်းကြီးတူတွေအများပြားလူလိုက်ခံတယ်ကိုလည်းတွေ့ရတယ်။ဖိုင်းမျိုးတဲ့တတိထားလို့ရအောင်ပြလဲဝေမျက် disability ဖြစ်တဲ့ဒီပြိုပိုင်းထဲမှာဆိုရင်ဒါဖုန်းကြီးတူတွေလည်းပါသလိုဒီကောင်းတဲ့ဖုန်းကြီးတွေလည်းပါတယ်ပေါ့နော်။ဒါကြောင့်ကျွန်တော်အပီဖိုင်လေးကိုစွန့်တိုက်လိုက်ပါကြည့်ရှုပေးဖို့ပဲကြွမှာလေ။ဒါကျွန်တော်ကျွန်တော်အပီဖိုင်လေးကိုလူလိုက်ကြည့်အောင် ုံးကြီးတွေကိုတိတိရောက်ရေးယူပေးတင်နေကြနော်ကြည့်ပါအောင်ဗျမျက်စိရဲ့ကိုတော့တဲ့နော်

ဟုတ်ကဲ့ KTV မှာသချင်းဆိုရင်တော့ကဲအားလုံးပဲကိုချင်းစာတရားထားနိုင်ကြပါစေလို့ဦးစင်းအနေနဲ့ဒါမေတ္တာလည်းပို့မယ်ဆူလည်းတောင်းမယ်ခလေးများနဲ့ခြေသေးမကောင်းတဲ့ဘုန်းကြီးတွေရှိတယ်လို့ကောင်းတဲ့ဘုန်းကြီးတွေလည်းရှိတယ်ဗျကျွန်တော်ဒီဘုန်းဘုန်းမိန်ကြားထားတာလေး လူနာအောင်ကြည့်ရအောင်ပိအန်ဒီရေကိုဥစဉ်ဒီနေ့တက်တော့တင်ပေးတာဖြစ်တယ်အဲ့ဒါဥစဉ်ရဲ့တက်တော့ကိုလည်းမြန်မာတနိုင်ငံလုံးအကုန်လုံးချင်းသေးခွေအန်ဒီရေနော်ဘယ်ကြောက်ဖို့ကောင်းလဲဆိုတော့ဘာလို့လဲဆိုတော့ဥစဉ်ကလက်တွေပေါ့နော်ဒီချင်းသေးခွေတွေရဲ့အန်ဒီရေဘလောက်ကြီးတယ်ဆိုတော့အဲ့တော့ဥစဉ်ချင်းသေးခွေတွေပေါ်တော့ဥစဉ်ရဲ့အခုမြည်အခုဆိုတော့အသက်18နှစ်ဖြစ်သွားပြီအဲ့ကလေးလေးကိုပကတ်ထဲမှာထည့်ပြီးတော့ဈေးတွေရောင်းတော့ချင်းတွေကနှေကင်းဘက်တွေပါတအားကြိုက်တယ်ကြိုက်တော့အဲ့ကလေးကိုပကတ်လွှဲပြီးတော့ လေးကပခက်အောင်မှာခြင်သေးကိုချွန်းထုံပေးထားခြင်ကြိုက်တယ်ဆိုပြီးတော့အဲ့လိုလုပ်လိုက်တော့ခလေးကပခက်ရသွားပြီဆိုတာနဲ့ပခက်အောက်ကနေပြီးတော့ခြင်သေးကိုခလေးကိုရှင်မကအောင်အဲ့လိုလုပ်တဲ့အခါကျခလေးကတအားချောင်းဆိုးရင်ကျက်ဖြစ်တာဖြစ်ရဖြစ်ကောဥစဉ်တို့အဖြေရှာတာမသိဘူးနောက်ပိုင်းတေချာအဖြေရှာတော့ပြီးတော့ခလေးကိုအဲ့ခြင်သေးကိုလျှော့လိုက်တယ်ဆေးရုံကိုလည်းပြောပြီးတော့ကုသလိုက်တဲ့အခါကျခလေးကခုအသက်16နှစ်ဖြစ်သွားပြီသို့တော်လည်းပဲခလေးဒီကုတဲ့ဒီအကြက်ယောဂါဖြစ်နေတယ် ။နောက်ဥသိန်းကိုယ်တိုင်ပေါ့အခုဒီရန်ကုန်မှာဥသိန်းအလုပ်လုပ်တော့ဥသိန်းကကွန်နေတာဘုံကွန်နေတာဘုံကိုအဲမှန်တကားတွေတက်လဲပြီးတော့အယာကွန်တက်အယာကွန်တက်လဲပြီးတော့အဲ့ထဲမှာခြင်သွေးကိုထွန်းထွန်းလဲပြီးတော့အဲ့ချာည12နာရီအသက်ထွက်သွားပြီးတောင်းထင်းတယ်။တခါလဲအပြင်ဘက်ကိုဒိုင်မန်ထိုးပြီးတော့တခါလဲလေကိုရှူရတယ်။အဲ့ခြင်သွေးကိုနောက်အခုလက်ရှိခလေးလေးတယောက်ဖြစ်နေတယ်။တတိထားစီရပါတော့နော်။အောက်ဆီဂျင်လှုပ်ထားတယ်။ လွှတ်ထားရတော့ကူဦးစင်းကသွားပြီးတော့မေးကြည့်လိုက်တဲ့ခါကျမင်းတို့ခြင်သေးခွေထုံးသလားဆိုထုံးတယ်တဲ့ကိုကလေးကအောက်ဆီဂျင်လွှတ်ထားတယ်တောင်းမို့ကလေးတွေကိုလုံးဝခြင်သေးခွေမထုံးနဲ့လူကြီးတွေလည်းလုံးဝခြင်သေးခွေမထုံးနဲ့ဘယ်ခြင်သေးခွေရလို့တော့မပြောဘူးဘာကြောင့်လဲဆိုတော့အများကိုထိခိုက်မှာဆိုတဲ့အတွက်ခြင်သေးခွေရအန်ဒီရဲ့ဒီအခုဦးစင်းရဲ့ဦးစင်းမီးလေးရဲ့အခုရွာမှာဖြစ်တဲ့ကလေးရဲ့လုံးဝတေချာနေပြီအဲ့ကြောင့်မြန်မာတနိုင်ငံလုံးကိုရှယ်ပေးပါခြင်သေးခွေကိုအတတ်နိုင်ဆုံးရှောင်ကျင်ကြပါလို့ တည်ထားတင်နေနော်အားလုံးပဲရေးဆိုင်ကြပါဗျအားလုံးနေကောင်းကြမှာကြပါစေတာမြန်းယုံဖက်ယုံနဲ့ကာမိတုကံကိုညောင်းနိုင်ပါသလားဖရာတည်ခြင်းလို့ဖြည့်ပေးတော်မူပါဖရာတဲ့ဒါလေးနာကာမိတုမိစ္ဆာခါရကံမြောက်ကြောင်းအင်္ဂါ၄ချက်ရှိပါတယ်အင်္ဂါဖန်ဆန်းနေအဲ့ဒီအင်္ဂါ၄ချက်ကဘာတွေလဲဆိုရင်တိမေထုံအားဖြင့်မသွာလာထိုက်သောဝိတ္ထုဖြစ်ခြင်းနှစ်ထိုမလားထိုက်သောဝိတ္ထုအပေါ်၌မေထုံမှီဝဲလို့သောစိတ်ရှိခြင်းသုံးမေထုံမှီဝဲရန်လုံလပြုခြင်း လေမဲ့အချင်းချင်းတိတိတာယာခြင်းတို့ဖြစ်ပါတယ်။ဖော်ပြပါကာမိတုမိစ္ဆာစာရကံအင်္ဂါ၄ချက်နဲ့ညီမယ်ဆိုရင်ကာမိတုမိစ္ဆာစာရကံမြောက်ပါတယ်။ဉာဏ်ယုံဖက်ယုံနဲ့တော့ကာမိတုမိစ္ဆာစာရကံမမြောက်ပါဘူးနော်။သို့တော်လည်းပဲဝိတုဒ္ဓိမှတ်မှာတော့မေထုံငယ်9ပါးဆိုတာဖော်ပြထားပါတယ်။အဲ့ဒီမေထုံငယ်9ပါးကဘာတွေလဲဆိုတာကိုဥစဉ်ဖတ်ပြပါမယ်နော်။အကြည့်ပြနော်။၁မာတုကာမဤပုတ်တိုက်စုံနေပေးမှု၌တာယာခြင်း နှစ်မာတုကာမနှင့်ပြုံးကာရေကာတုကာစိတ်ကနေရတိတို့ကိုတာယာခြင်း၃ဉာဏ်ချင်းဆိုင်၍အပါတယကြည့်ရှုနေရမှုကိုတာယာခြင်း၄၄မျက်ွယ်ရာအနိနာက၎င်းတို့၏ပြောတန်ဆိုတန်ရေတန်ကိုကြားရ၍တာယာစွာနားဆိုင်ထောင်ခြင်း၅အချက်အခါကမာတုကာမနှင့်ပျော်ပျော်ကြီးပြုလို့နေထိုင်ကြင်ကြံမှုမျိုးစုံကိုတွေးတော်အောင်မြင်၍တာယာခြင်း၆သူတစ်ပါးတို့ပြုလို့ကြင်ကြံခံစားနေမှုကိုမြင်ရ၍တာယာခြင်း ခုနှစ်ယခုဘဝပြုစုအားထုတ်ရသောတီလာကုသိုလ်ကြောင့်နောင်ဘဝ၌နမင်းကြီးဖြစ်ပြီးရသမီးနတ်သားများစွာတို့နှင့်ပြောပါရန်ညှော်လင့်လျက်ပါရခြင်းတို့ဖြစ်ပါသည်။ဒါဟာမေထုံငယ်ခုနှစ်ပါးပဲဖြစ်ပါသည်။ဖော်ပြပါမေထုံငယ်ခုနှစ်ပါးထဲမှာမာတုကာမ၏ပုတ်တိုက်ဆုံးနယ်ပေမှု၌တာယာခြင်းမာတုကာမနှင့်ပြုံးကရဲသားတို့ကစိတ်ကနေရသည်တို့ကိုတာယာခြင်းဆိုတဲ့အချက်ပါတာကြောင့်သူတော်ဘာသားများတို့ကိုနန်းယုံဖက်ယုံနဲ့ကာမေတုမိစ္ဆာစာရကံမမြောက်တော်လဲပဲ။ နေထုံမဲ9ပါးထဲမှာအကျုံးဝင်နေတာကြောင့်သူတစ်ပါးသားများကိုနန်းချင်းဖက်ချင်းလုပ်ချင်းဟာအကုသို့ဖြစ်စေပါတယ်နော်ကောင်းကြီးတွေရဲ့မလုတ်တဲ့မလုတ်ထဲတဲ့အရာတွေကိုဒီပုံပုံကပြောပြဟောပြပေးသွားတာတကယ်ကမှ အဲလေးစားကြည်ညိုမိပါတယ်။အမှဖုံဖုံကတော့မျိုးတို့မြင်တွေ့တဲ့အတိုင်းပဲဒါ1 PS ကားပေါ်မှာဒီရံမှုပြီးတော့ဒီကားပေါ်မှာပါလာတဲ့ဒီခီးသွဲဧည့်သည်တွေကိုဒါအနောက်ရှက်ပေးလို့ကားဒရိုင်ဘာကနေပြီးတော့ဒီကားပေါ်ကနေဆွဲထားတဲ့ဒီတရင်ကိုအဓိကတင်ဆက်ပေးချင်တာပေါ့နော်။အခုလော်ဒီဖုံကြီးတူရံတူတင်ငန်းရေချုံပြီးတော့ဒါပတ်စံတွေလိုက်ပြီးတော့လူခန်းနဲ့လိုက်လံပြီးတော့တောင်းရဆားတော့နေတဲ့ဒီဖုံကြီးတူတွေကလည်းအယောင်မှာပေါ်များလာပြီဗျာ။ကျွန်တော်မျိုးလည်းတတိထားလို့ရအောင်လို့ပြင်လဲပြီးရှယ်ရအောင်လုပ်ပေးခြင်းဖြစ်တဲ့ဒီခွန်လေးကိုလည်းအများသူငါတရားလို့ like and share လေးပြီးလုပ်ပေးဖို့ဒါဆွေးချင်ပါတယ်။တဲ့တဲ့ရရှိလို့ရှင်လည်းထပ်တင်ပေးပါမယ်ဗျ။ ဒီဘဝရင်းနဲ့ပတ်သက်ပြီးတော့အမျိုးရေးထင်မြင်စချက်ကိုလည်းကျွန်တော် comment မှာမှတ်ချက်ရေးပေးကလေးရဲ့လဝေပန်ကျန်သူနံပါတ်ပြကျောင်း channel နဲ့ဘိုးတူတရရဲ့အကြောင်းအနေနဲ့ selling တဲ့တက်တကူမြင်တိဆက်ပြီးမှမို့ကျောင်း channel like and comment like and subscribe နဲ့ပေးတဲ့ notification bell button နဲ့ခေပြပို့တော့ဆက်ကြည့်ပါရစေကျောင်း channel နေ့စဉ်နဲ့မြတ်ကြည့်ရှုအားပေးနေတဲ့ viewer တယောက်ချင်းနဲ့ကျေးဇူးများကြီးတို့ပါတယ်နောက်ထပ်ဗီမှာပြန်ဆုံကြမယ်တဒါ